ရုရှားသမ္မတဗလာဒီမီယာပူတင်ကဗိုလ်ချုပ်မင်းအောင်လှိုင်နဲ့ဇနီးဒေါ်ကျူကျူလှတို့ကိုအနစ်70မြောက်အောင်မွေးနေအခမ်းအနားတက်ရောက်ဖို့ဖိတ်ကြားလိုက်ပါတယ်ဒီလောက်ရဟာဆိုဗီယက်တို့ရဲ့ဖက်စစ်အောင်မွေးနေကိုအလွန်အယုတ်ဆိုးအကြီးတန်းစေတဲ့လောက်ရပါဒါပေမဲ့မတိလို့လောက်ကြတာမဟုတ်ဖ ೇನೆ တိတိနဲ့ဖြက်စီးနေကြတာဖြစ်တဲ့အတွက်အထူးဝမ်းနည်းစရာတော့မဟုတ်တော့ဘူးလို့ဆိုရမှာပါရုရှားရဲ့အနစ်80မြောက်အောင်မွေးနေဆိုတာကဘာပါလဲ ဲ့ဒီကာလတုန်းကရှိခဲ့တဲ့ဆိုဗီယက်ယူနီယံကိုဂျာမန်နာဇီတပ်ကကျူးကျော်ခဲ့ရမှာခုခံတက်ခဲ့ပြီးတော့အောင်မြင်ခဲ့တဲ့အထိတ်မှတ်နေပါဆိုဗီယက်ယူနီယံတက်နေတော်စစ်သားနဲ့ပြည်သူလူထုစုစုပေါင်း25ဆန်းကနေပြီးတော့တန်း30အကြာတိတ်ဆုံးခဲ့ကြပါတယ်ဆိုဗီယက်ယူနီယံကသာမကကဘာကြီးတစ်ခုလုံးကိုပါဖက်စစ်ဝါဒနာဇီဝါဒအန်ဒီယေကနေပြီးတော့ကဲတင်ပေးခဲ့တာဖြစ်တဲ့အတွက်သမိုင်းဝင် နေကြီးတနေပါ ဲ့ဒါလိုကမ္ဘာမှာအကြီးအကျယ်ဆုံးဖြစ်တဲ့ဖက်စစ်အောင်ပွဲကိုတက်ရောက်ဖို့ဗမာပြည်ကဖက်စစ်မင်းအောင်လှိုင်နဲ့ဇနီးကျူကျူလှကိုဖိတ်ကြားလိုက်တာဟာရည်စရာပြက်လုံးတစ်ခုလိုဖြစ်သွားပါတယ်။ကျွန်တော်တို့မြန်မာပြည်သူတွေကဘိုမင်းအောင်လှိုင်ရဲ့စစ်ကောင်စီကိုဖက်စစ်တယ်လို့ခေါ်ပါတယ်။အဲ့ဒါဘာကြောင့်ပါလဲ။ဖက်စစ်စစ်တပ်အမြစ်ဖျက်လို့လူငယ်တွေကကြွေးကြော်နေကြပါတယ်။အဲ့ဒါဘာကြောင့်ပါလဲ။ကြွေးကြော်နေတဲ့လူငယ်တွေရဲမှတောင်မှတချို့ကတိတ်ပြီးတော့နားမလဲတဲ့ လူငယ်လေးတွေရှိကြပါတယ်။တိတ်ငယ်တဲ့လူငယ်တချို့ကကောင်းကောင်းနားမလည်ကြပါဘူး။အဲ့တော့အဲ့ဒီအကြောင်းကိုနည်းနည်းလေးရှင်းပြကြင်ပါတယ်။တကယ်တော့ဘုံမင်းအွန်လိုင်းတို့စစ်ကောင်စီကိုဖက်စစ်စစ်တယ်လို့ခေါ်တာဟာမုန်းလို့ချိုးနှိမ်ခြင်းလို့ခေါ်တာတသက်ပဲလို့ထင်လို့ရှိရင်မှားပါလိမ့်မယ်။ဘာကြောင့်ဖက်စစ်စစ်တယ်လို့ခေါ်တယ်လဲဆိုတော့စစ်အာဏာရှင်တွေဟာတကယ့်ကိုပဲဖက်စစ်တွေမို့လို့ဖက်စစ်လို့ခေါ်တာပါပဲ။ဘုံမင်းအွန်လိုင်းတို့ဟာဖက်စစ်ဟုတ်မဟုတ်ကိုတိုက်ခွဲဆန်းစစ်ဖို့အတွက် ဖက်စစ်လက္ခဏာ15ချက်ကိုတင်ပြပါမယ်အဲ့ဒီ15ချက်ဟာကျွန်တော်တယောက်တည်းရဲ့အမြင်မဟုတ်ပါဘူးကမ္ဘာနိုင်ငံရေးသိပ္ပံပညာရှင်အားလုံးကသဘောတူညီညွတ်စွာသတ်မှတ်ထားလက်ခံထားပြီးသားဖြစ်တဲ့ဖက်စစ်လက္ခဏာရပ်တွေဖြစ်ပါတယ်ဘူမိအွန်လိုင်းတို့ဟာဖက်စစ်ဟော်မုန်းကိုတိုက်ကြည့်ကြပါနံပါတ်၁ကတော့တဦးတယောက်တည်းသို့မဟုတ်ဒဇုတစ်ဖွဲ့ရဲ့ချုပ်ကင်မှုဖြစ်ပါတယ်ဖက်စစ်မူဆိုလိုနီနာဇီဟစ်တလာနဲ့ဗိုလ်မင်းအောင်နိုင်တို့ရဲ့ စစ်ကောင်စီတို့ကိုလက်တဆုပ်စာစစ်ကောင်ဆောင်တွေကစုံမိုးချုပ်ကန်ထားပါတယ်။နံပါတ်၄ကတော့ပုဂ္ဂိုလ်ရေးကိုးကွယ်မှုထူထောင်ခြင်းဖြစ်ပါတယ်။မူဆိုလိုဒီဟစ်တလာတို့ဟာပုဂ္ဂိုလ်ရေးဩဇာကိုထူထောင်ခဲ့ကြပါတယ်။ဗိုလ်မင်းအောင်နိုင်ကလည်းသူ့ရဲ့ပုဂ္ဂိုလ်ရေးဩဇာကိုထူထောင်ပါတယ်။သူမကြိုက်တဲ့သူမှန်တယ်များကိုဖယ်ရှားပါတယ်။အဲ့ဒါလို့ဖယ်ရှားတဲ့အခါမှာလည်းသူတဦးရဲ့ဆုံးဖြတ်ချက်နဲ့လှုပ်ဆောင်ပါတယ်။ဒါဖက်စစ်လက္ခဏာပါ။နံပါတ်၃ချက်ကဒီမိုကရေစီကိုညှိပယ်မှုဖြစ်ပါတယ်။ကမ္ဘာပေါ်မှာရှိတဲ့ ဖက်စစ်အစိုးရတိုင်းဟာဒီမိုကရေစီအခွင့်အရေးတွေကိုညှင်းပယ်ဆန့်ကျင်ပါတယ်။နံပါတ်၄အချက်ကတော့အမြင်မတူတဲ့နိုင်ငံရေးသမားတွေကိုဖမ်းဆီးနှိပ်စက်မှုဖြစ်ပါတယ်။ဖက်စစ်မူဆိုလိုနီအစိုးရဂျာမန်နာဇီတို့ဟာသူတို့နဲ့အမြင်မတူတဲ့အတိုက်ခံနိုင်ငံရေးသမားတွေကိုဖမ်းဆီးတာညှင်းပန်းနှိပ်စက်တာတပ်ဖြတ်တာတွေကိုလုပ်ပါတယ်။ဘုံမင်းအွန်လိုင်းတို့မြန်မာဖက်စစ်တွေကလည်းတထက်ထဲပဲပြုမူပါတယ်။တခြားဂျပန်ဖက်စစ်တို့ချီလီပီနိုချေဖက်စစ်တို့စပိန်ဖက်စစ်တို့ ကဘာပေါ်မှာရှိတဲ့ဖက်စစ်အားလုံးအတူတူပါပဲဒါပေမဲ့အခုကျွန်တော်တင်ပြရမှာလူတီများအထင်ရှားဆုံးဖြစ်တဲ့အီတလီမူဆိုလိုဒီနဲ့ဂျာမန်ဟစ်တလာကိုပဲအဓိကအဖြစ်ဥပမာပေးပါမယ်။နံပါတ်5အချက်ကတော့နိုင်ငံသားအခွင့်အရေးနိုင်ငံသားလွတ်လပ်မှုဆိုတဲ့ citizen rights တွေကိုဖိနှိပ်မှုချုပ်ချယ်မှုကန့်သတ်မှုရုပ်သိမ်းမှုဖြစ်ပါတယ်။ဗိုလ်မင်းအွန်လိုင်းအာနာသိမ့်ပြည်တဲ့နောက်မှာပထမဆုံးလုပ်တဲ့အလုပ်ဟာ24နာရီထက်ပိုပြီးတော့ ဖမ်းချုပ်ခွင့်မရှိဆိုတဲ့ဥပဒေကိုဖျက်သိမ်းပါတယ်ဝရမ်းမပါဘဲနဲ့မဖမ်းရဆိုတဲ့ဥပဒေတွေကိုပယ်ဖျက်ပါတယ်အဲဇင်းဥပဒေကိုတော့ပြန်ပြီးတော့အသက်သွင်းပါတယ်နိုင်ငံသားအခွင့်အရေးကိုအအူးဆုံးစပြီးတော့ဖျက်ဆီးတာပါပဲအလွန်ဖက်စစ်ပြီးသားတဲ့လှုပ်ဆောင်ချက် ဖြစ်ပါတယ်နံပါတ်6အချက်ကတော့စင်စာဖြတ်တောက်မှုမီဒီယာဖိနှိပ်မှုဖြစ်ပါတယ်ဖက်စစ်အစိုးရတိုင်းဟာသတင်းမီဒီယာတွေကိုဖိနှိပ်ပါတယ်စင်စာအကြီးကျယ်ဖြစ်ပါတယ် ဟစ်တလာရဲ့နာဇီဆိုရဟာသတင်းစာတိုက်တွေကိုရိုက်ချိုးဖျက်ဆီးခဲ့ပူပါတယ်မြန်မာနိုင်ငံမှာလည်းဖဆပလာအစိုးရကကြောထောက်နောက်ခံပေးပြီးတော့စစ်တပ်လက်ကင်တို့ပူစောထီတွေကသတင်းစာတိုက်တွေကိုရိုက်ချိုးခဲ့ပူပါတယ်2020ခုနှစ်စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာလည်းသတင်းစာတိုက်တွေတဲ့ကိုအတင်းဝင်ရောက်ပြီးတော့သတင်းသမားအများအပြားကိုဖမ်းဆီးတာတွေလုပ်ခဲ့ပါတယ်ကမာရွတ်မီဒီယာကိုဝယ်စီးနှင်းပြီးတော့သတင်းစာဆရာနေတမောင်ကိုဖမ်းတဲ့အမှုဟာကြောက်ကြပါတယ်ဒါကလူသိများတာကိုပြောပြတာပါတကယ်လက်တွေ့မှာသတင်းဌာန အများစုဟာထိုင်းနယ်ဆက်ကိုထွက်ပြေးရွှေ့ပြောင်းသွားခဲ့ကြပါတယ်ပြည်တွင်းမှာကြံခဲ့တဲ့သတင်းဌာနတွေကိုကြည့်မယ်ဆိုလို့ရှိရင်လည်းနှမျိုးနှစ်စားလောက်ပဲကြံပါတော့တယ်တမျိုးကစစ်ကောင်စီရဲ့လက်ပါစီမီဒီယာတွေဖြစ်ပြီးတော့ကြံတမျိုးကတော့စစ်ကောင်စီကဖမ်းမှာဆိုလို့ကိုယ့်ဘာသာကိုစွန့်စားဖြတ်ပြီးတော့သတင်းလုံနေရတဲ့မီဒီယာတွေပါနံပါတ်9ချက်ကတော့အစိုးရမျိုးချစ်စိတ်နဲ့ဘာသာရှားဆန့်ကျင်မှုဖြစ်ပါတယ်။ဂျာမနီ၊အီတလီတို့မှာအစိုးရမျိုးချစ်စိတ်ကြီးကြီးမားမားလှုံ့ဆော်ခဲ့ပါတယ်။အဲ ဂျာမနီမှာပရက်ရှားလူမျိုးကသာအကြီးမြတ်ဆုံးလို့ယူဆပြီးတော့ပရက်ရှားအမျိုးသမီးတွေအရွယ်ရောက်လို့ရှိရင်မြန်မြန်လင်းယူသားမွေးကြဖို့ကိုနှိုးဆော်အားပေးခဲ့ကြဘူးပါတယ်။ဂျူးတွေကိုတန်းနဲ့ချီပြီးတော့ကြတော့တက်ဖြတ်ခဲ့ပါတယ်။ဗမာပြည်မှာလည်းစစ်ကောင်စီကဗမာလူမျိုးနဲ့ဗုဒ္ဓဘာသာကသာ အမျက်ဆုံးလို့လှုံ့ဆော်ပါတယ်။မွတ်စလင်တွေကိုအကြီးကျယ်တက်ဖြတ်ပါတယ်။မဘဝတလို့အစိုးရမျိုးချစ်အဖွဲ့အစည်းကိုလက်မဲကြီးတွေရဲ့အကူအညီနဲ့ထူထောင်ပြီးတော့တန်ဃာတွေကိုအသုံးချပါတယ်။မဘဝတအာကိုနဲ့ပြူစောတိအဖွဲ့ထူထောင်ပါတယ်။ နံပါတ်၈အချက်ကတော့အယက်သားစစ်တပ်ဖွဲ့စည်းမှုဖြစ်ပါတယ်။အယက်သားပြည်သူစစ်ဆိုတာတွေကိုထူထောင်တဲ့လောက်ရက်ကိုအီတလီဖက်စစ်ဂျာမန်နာစီတွေနဲ့လုပ်ခဲ့ကြပါတယ်။အီတလီမှာရှက်နဲ့တက်ဂျာမနီမှာရှက်ညိုတက်တို့ဟာစစ်ကောင်စီရဲ့ပြူစောထီးတက်နဲ့တထက်တဲတထေရတဲ့ပါပဲ။နံပါတ်၉အချက်ကတော့အတိတ်သမိုင်းတုန်းကအောင်မြင်မှုတွေကိုလှုံ့ဆော်ပြီးတော့မျိုးချစ်စိတ်တွေးထုတ်ပေးတာညှင့်တင်ပေးတာတွေကိုလုပ်ပါတယ် ကိုလူမျိုးဟာဘလို့မြင့်မြတ်ကြောင်းအတိတ်သမိုင်းမှာဘလို့အောင်မြင်မှုတွေရှိခဲ့ကြောင်းတခန်းတနာချက်ထွင်ပြီးတော့ရှောမွေးကိုဘာရနတိချက်ရကြပါလေစေအုပ်စုအဆက်ဆက်ကပြောတတ်ကြတဲ့ပြူစောတိအနောယထာကျန်စစ်သားဘရင်အောင်အလောင်းဖျားတို့အကြောင်းတွေဟာအဲ့ဒီသဘောပါပဲနေပြည်တော်မှာစိုက်ထူထားတဲ့လူယုတ်ကြီးတွေဟာဖက်စစ်ဝါဒအမှတ်သားပါပဲနံပါတ်30ချက်ကတော့လူမျိုးငယ်တွေနဲ့ရွှေပြောင်းဝင်ရောက်တဲ့သူတွေကိုဖိနှိပ်ညှဉ်းဆဲမှုဖြစ်ပါတယ်စစ်ကောင်စီရဲ့ရိုဟင်ဂျာမုန်းလို့ရေးနဲ့ တိုင်းရင်းသားတွေအပေါ်စစ်မှတ်ပြတာရွာတွေမိရှို့တာမရင်းကျင်တာတွေဟာဖက်စစ်လက္ခဏာတွေပါပဲရိုဟင်ဂျာမုန်တီးရဲနဲ့တိုင်းရင်းသားတွေကိုဖိနှိပ်ရေးဟာလူမျိုးကြီးဝါဒရဲ့ဘက်နှစ်ဘက်လက္ခဏာနှစ်ရပ်ဖြစ်ပါတယ်အမြဲလိုလိုအဲ့ဒါတွေဟာရှင်တွဲနေတတ်ပါတယ်နံပါတ်7ကတော့စစ်အင်အားတိုးချဲ့မှုစစ်ပွဲတွေကိုဖန်တီးပြီးတော့အမျိုးသားရေးစိတ်တက်မြင့်တက်မှုဖြစ်ပါတယ်ဒီလိုလောက်ရမျိုးကိုဖက်စစ်နာစီအားလုံးလုတ်တက်ကြတယ်လို့စစ်အုပ်စုစစ်ကောင်စီကလည်းလုတ်တယ်ဆိုတာအထူးရှင်းလင်းပြောစရာမလိုဘူးထင်ပါတယ် နံပါတ်7ကတော့ Communist စန့်ကျင်ရေးစိတ်ဓာတ် Liberal စန့်ကျင်ရေးစိတ်ဓာတ်ပါ Italy ဖက်ဆစ်နဲ့ German Nazi တို့ရဲ့အဓိကရန်သူတွေဟာ Communist တွေနဲ့ Liberal တွေပါစစ်ကောင်စီကလည်း Communist နဲ့ Liberal ကိုအလွန်မုန်းတိပါတယ်စစ်ကောင်စီမုန်းတိတဲ့ Communist ဆိုတာဗမာပြည် Communist Party အစရှိတဲ့ဗမာပြည်ကလက်ဝဲယူဆရှိတဲ့ Communist တွေကိုဆွလိုတာဖြစ်ပါတယ်တရုတ်ကိုပေါင်းနေတာ ကတော့ Communist မို့လို့ပေါင်းနေတာမဟုတ်ပါဘူးအင်အားကြီးတဲ့နိုင်ငံမို့လို့ပေါင်းတာပါတရုတ်ဟာလက်ရှိမှာ Communist ဟုတ်မဟုတ်ဆိုတာကလည်း တကဘာလုံးမှာအငင်းပွားနေတဲ့အကြောင်းအရာတစ်ခုဖြစ်ပါတယ်။နံပါတ်73အချက်ကတော့အစွန်းရောက်တဲ့အရင်းရှင်စနစ်လက်တဆုပ်စာအရင်းစင်တွေကိုစစ်တပ်နဲ့အကာအကွယ်ပေးတဲ့လက္ခဏာဖြစ်ပါတယ်။ဖက်စစ်ဝါဒနာဇီဝါဒရဲ့အထင်ရှားဆုံးလက္ခဏာတစ်ရပ်ကတော့လက်တဆုပ်စာလဝကြီးအုပ်လဝကြီးအုပ်ဆုံးအရင်းရှင်စနစ်နဲ့စစ်အာဏာရှင်တို့ကို ပူးပေါင်းထားတာပါပဲ။လက်တဆုပ်စာအရင်းရှင်ကြီးတွေကိုစစ်တပ်နဲ့အကာအကွယ်ပေးထားတဲ့အချက်ပါပဲ။ အခုစစ်ကောင်စီနဲ့စစ်အုပ်စုအဆက်ဆက်ကခရိုနီမွေးပြီးတော့စစ်တပ်နဲ့အကာအကွယ်ပေးထားတာဟာလေဖက်စစ်လက္ခဏာရာခိုင်နှုန်းပြပါပဲနံပါတ်၄အချက်ကတော့အမျိုးသမီးနဲ့လိန်တူချစ်သူတွေကိုဖိတိမ်မှုဖြစ်ပါတယ်ဖက်စစ်နဲ့နာဇီတွေဟာအမျိုးသမီးတွေကိုနှိမ်တက်ပါတယ်အထင်သေးတတ်ပါတယ်လိန်တူချစ်သူတွေကိုလည်းဘုံတီးရွှေရှာကြပါတယ်စစ်ကောင်စီမှာလည်းအဲ့ဒီသဘောထားအပြည့်အဝရှိပါတယ်နံပါတ်၅အချက်ကတော့ အတုအယောင်လူမှုလှုပ်ရှားမှုတွေလုပ်ပြီးတော့အများပြည်သူကိုလှည့်စားခြင်းဖြစ်ပါတယ်။ဂျာမန်နာဇီတွေဟာရှက်ညိုတက်တွေနဲ့နာဇီပါတီဝင်တွေကိုအသုံးပြုပြီးတော့ဟော်ပြောပွဲတွေလုပ်တာလှုံ့ဆော်တာဆန္ဒပြတာတွေမှာနာမည်ကြီးပါတယ်။အဲ့ဒီအုပ်စုတွေကိုအသုံးပြုပြီးတော့လူမှုကိုလှည့်စားပါတယ်။စစ်ကောင်စီကမဘာသားတွေကိုအသုံးပြီးတော့ကိုကန့်စန့်ကျင်ရေးဆန္ဒပြတာတို့တစ်တုံညာနှစ်ခုစစ်စင်ရေးကာလမှာတရုတ်စန့်ကျင်ရေးဆန္ဒပြတာတို့စစ်မှုထမ်းထောက်ခံဆန္ဒပြတာတို့ဆိုတာတွေဟာ ဂျာမန်နာစီတွေရဲ့လုပ်ရတဲ့တထက်သေးပါပဲအဲ့ဒီ15ချက်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်မင်းအွန်လိုင်းစစ်ကောင်စီကိုဖက်စစ်လို့ခေါ်နေတာဟာမုန်းလို့ဆဲနေတာမဟုတ်ဖက်နဲ့တကယ့်ကိုဖက်စစ်မို့လို့ကိုဖက်စစ်လို့ခေါ်နေတာဖြစ်ကြောင်းသိတာထင်ရှားပါတယ်15ချက်အကုန်ကိုက်ညီနေတဲ့အတွက်မင်းအွန်လိုင်းစစ်ကောင်စီဟာဖက်စစ်ဟုတ်မဟုတ်ဆိုတာကိုတန်တရားဖြစ်နေစရာမရှိပါဘူးနိုင်ငံရေးသိပ္ပံပညာတွေ့ရှိချက်များနဲ့လုံးဝတထက်သေးကိုက်ညီတဲ့ဖက်စစ်အစစ်အမှန်ရေမြောတဲ့ဖက်စစ်ဖြစ်ပါတယ် ဖက်စစ်အောင်မွန်းနေအခမ်းအနားကြီးမှာဖက်စစ်မင်းအောင်လိုင်းတက်ရောက်ဖို့ဖိတ်ကြားရဲဆိုတာကတော့ဟာဟာအကျိန်တသက်မှာဗလာဒီမီယာပူတင်ခင်ဗျာ